မင်းသားလေးအခန်းဆက်ကစစ်သမားမြောက်ဂျိုးကတော့ဆယ်ဆရောင်ပူကြီးတယ်အဲ့ဒီဂျိုးမာနေထိုင်တဲ့သူကတော့စာအုပ်အထူကြီးတွေကိုရေးတဲ့လူကြီးဥတ္တပပဲကောင်းပါလေကောင်းပါလေစူဇန်လေးလာတဲ့သူနဲ့ခုလိုတွေ့ရတာဆိုပြီးမင်းသားလေးကိုတွေ့တော့ဝမ်းသာအားရနှုတ်ဆက်တယ်မင်းသားလေးကစပွဲနာရောက်တော့မှခဏနားလိုက်ပြီး ပင်ပန်းတာဖြေးနေတာပေါ့သူထွက်ခဲ့တဲ့ခေရတော်တော်ရှိတာကို ဟေးကောင်းလေးမင်းဘယ်နေရာကလာခဲ့တာလဲကွလို့ဦးတပ်ပါလမ်းမေးတယ်။သူမေးတာကိုမဖြေဘဲနဲ့အဲ့ဒီစာအုပ်ထူထူကြီးကဘာစာအုပ်တုံးဦးလေးကဘာလို့လောက်တာလဲဆိုပြီးမင်းသားလေးကပြန်မေးတယ်။ငါကပထဝီပညာရှင်လေးလို့ဦးတပ်ပါကဖြေတယ်။ပထဝီပညာရှင်ဆိုတာဘယ်လိုမျိုးလူလဲ။ပင်လေတွေမြစ်တွေမြို့တွေတောင်တွေကန္တရတွေ ဘယ်နေရာမှာတည်ရှိသလဲဆိုတာကိုသိတဲ့ပညာရှင်ဆိုပါတော့အိုးစိတ်ဝင်စားဖို့ကောင်းလိုက်တာဆိုပြီးမင်းသားလေးကဖြေတယ်အခုမှတကယ်အလုံးလုံးတက်တူနေသေးတော့တယ်ပြီးတော့မင်းသားလေးကဥတ္တပနေတဲ့ပတ်ဝန်းကျင်ကိုဝင်ကြည့်တယ်ဒီလောက်လာတဲ့ဂျိုးကိုမင်းသားလေးကတစ်ခါမှမတွေ့ဘူးသေးဘူးတဲ့ဦးလေးရဲ့ဂျိုးကအရန်ကိုလာလို့နေသမုတ်တရားတွေရောရှိလားအော်ငါကဘလို့လို့သိနိုင်မှာတော့ဆိုပြီးတပ်ပါပြေတယ် ထဝီပညာရှင်ကသူ့ဂျိုမှာသမုတ်တရားရှိမှန်းတော့မသိတော့မင်းသားလေးကစိတ်ပြဲသွားပြီးတော့အိုးဒါဆိုရင်တောင်နှန်းတွေကိုဆိုပြီးမိပြန်တယ်။အိုးဒါလဲငါကဘလို့လို့သိနိုင်မှလဲဆိုပြီးဥတ္တပအဖြစ်ပြန်တယ်။ဒါဆိုမြို့တွေမြစ်တွေတဲကန်နေရတွေကိုရှိလား။ဒါရီလဲငါကဘလို့လို့သိနိုင်မှလဲဆိုပြီးဥတ္တပကဖြေပြန်တယ်။ဟမ် ဖူလီယာပထဝီပညာရှင်မဲ့ဥစားအင်းလေဟုတ်ပါတယ်ဒါပေမဲ့ငါကစူးစမ်းလေ့လာတဲ့သူမှမဟုတ်တာတကယ်တော့စူးစမ်းလေ့လာတဲ့သူကိုငါအရန်လိုအပ်နေတာမျိုးတွေမြစ်ကြီးတွေတောင်တန်းတွေပင်လယ်တွေသဘုတ်တရားတွေနဲ့တဲကန္နရာတွေကိုရေးသွက်ဖို့ကငါတို့ပထဝီပညာရှင်တွေရဲ့အလုံးမမဟုတ်တာပထဝီပညာရှင်ဆိုတာအဲ့ဒီလိုတောင်ကျက်တောင်ဆင်းရှောက်သွားနေတာထက် ပိုပြီးအရေးကြီးတဲ့လောက်စရာတွေရှိတယ် ပထဝီပညာရှင်ကသူ့အလုပ်စပွဲကိုဘယ်တော့မှမခွာဘူးစူးစမ်းလေ့လာတဲ့သူကပဲသူ့ကိုလာတွေ့လိမ့်မယ်အဲရောမှသူကစူးစမ်းလေ့လာတဲ့သူတွေကိုမေးခွန်းတွေထုတ်သူတို့ဖြေတာတွေလိုက်မှတ်ထားလို့မှာပေါ့တကယ်လို့သူတို့ပြောတဲ့အထင်းမှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းပါရင်ပထဝီပညာရှင်ကစူးစမ်းလေ့လာသူအကြောင်းကိုအသေးစိတ်စုံစမ်းလိမ့်မယ်ဘာလို့လဲ ဘာလို့လဲဆိုတော့စူစန်းလေးလာသူကအလေးအညာတွေပြောပြရင်ပထဝီပညာရှင်ရဲ့စာအုပ်မှာပြဿနာတွေတက်ကုန်မှာပေါ့ပြီးတော့ရဲ့ရန်တောက်တက်တဲ့စူစန်းလေးလာတဲ့သူနဲ့ကြုံရင်လည်းပြဿနာပဲဘာလို့လဲဆိုပြီးမြင်သားလေးကမေးပြန်တယ်ဘာလို့လဲဆိုတော့မူးနေတဲ့သူကအရာဝတ္ထုတွေကိုနှစ်ထပ်မြင်တတ်တယ်သူတို့ကနှစ်ထပ်မြင်ပြီးပြောပြတာကိုပထဝီပညာရှင်ကနှစ်ခုလို့မှတ်မိမှာပေါ့တကယ်တမ်းတော့တစ်ခုပဲရှိတာ哦 စူးစမ်းလိလာတဲ့သူတယောက်လောက်တော့ဖြစ်မရှိတဲ့သူတယောက်ကိုကျွန်တော်သိတယ်။ဆိုပြီးမင်းသားလေးကပြောတယ်။ဖြစ်နိုင်တာပေါ့။တကယ်လို့စူးစမ်းလိလာတဲ့သူကဇေယိုက်ကောင်းတဲ့သူဆိုရင်တော့ငါတို့ပထဝီပညာရှင်တွေကသူ့ရဲ့ရှားဖွေတွေ့ရှိမှုတွေကိုအသေးစိတ်မေးတော့တာပေါ့ကွာ။ဦးလေးကကိုယ်တိုင်သွားကြည့်တာပေါ့။မသွားပါဘူးကွာအဲ့ဒါကရှုပ်လွန်းနေငါတို့ကစူးစမ်းလေးလာတဲ့သူကိုတက်တေထောက်ထားတခုတောင်းတာပေါ့ကွာ ဥပမာဆိုရင်သူကတောင်အကြီးကြီးတလုံးကိုရှာဖွေတွေ့ရှိတယ်လို့ပြောရင်ငါတို့ကသူ့ကိုအဲ့တောင်ကတောက်ခဲကြီးတွေတဲခဲပေးဖို့မာရတာပေါ့ပြောရင်းနဲ့ဘုရင်ပညာရှင်ကြီးဥတ္တပဟာရုပ်တရက်စိတ်သက်ကြွလာတယ်။ကောင်းလေမင်းလေးခီးဝေးကြီးကလာခဲ့တာပဲ။မင်းကတကယ့်စူးစမ်းလေးလာတဲ့သူပဲ။မင်းနေတဲ့ဂျိုးချောင်းငါ့ကိုပြောပြပါဦးလို့ပြောပြီးတဆက်တည်းမှာပဲ။ဥတ္တပကသူ့ရဲ့မဆုဆောက်ကြီးကိုဖွင့်ခဲရန်ချွန်းလို့တဲ့ ။စူးစမ်းလီလာသူတွေရဲ့နာမည်တွေကို ပထမဦးဆုံးအနေနဲ့ခဲတံနဲ့မှတ်ထားတယ်။ပြီးတော့မှသူတို့ကတက်တီထောက်ထားပြီးပြီးရင်ဘောပင်မင်းနဲ့ပြန်မှတ်ထားတယ်။ပြောပါအောင်ဆိုပြီးဦးတပါကမေးပြန်တယ်။မင်းသားလေးကကျွန်တော်နေတဲ့ဂျိုကစိတ်ဝင်စားဖို့တိတ်မကောင်းပါဘူး။သေးလဲသေးတယ်။မီးတောင်သုံးခုတော့ရှိတယ်။နှစ်ခုကမီးတောင်ရှင်၊တစ်ခုကတော့မီးတောင်တီပေါ့။ဒါပေမဲ့တီးတဲ့အတိုင်းပဲလေမီးတောင်တွေကအချိန်မရွေးပြန်ထပေါက်နိုင်သေးတာပဲ။ မတိနိုင်ဘူးဟုတ်လားဆိုပြီးဥတ္တပကစကားထောက်တယ်ကျွန်တော်မှပန်းပင်တပင်လည်းရှိတယ်ငါတို့ကပန်းပင်တွေကိုစီးမပြုစုဘူးလို့ဥတ္တပကပြောတယ်ဘာလို့စီးမပြုစုတာလဲပန်းပင်တွေကကဘာပေါ်မှာအလားအဆုံးရာတွေပဲဘာလို့လဲဆိုတော့ပန်းပွင့်တွေဟာပေါ်ပင်ပဲကြာကြာမှမခံတာပေါ်ပင်ဆိုတာဘာကိုပြောတာတော့ဦးလေးရဲ့မင်းသားလေးမိတာကိုမကြားချင်ရောက်ဆောင်ပြီးတော့ ပထဝီစာအုပ်ဆိုတာဆိုပြီးဥတ္တပစကားစပြန်နေစာအုပ်တွေအားလုံးထဲမှာအရေးကြီးဆုံးပေါ့ဒီစာအုပ်တွေကဘယ်တော့မှခင်းနောက်ကြရဲဆိုတာမရှိဘူးတောင်ကြီးတစ်ခုလုံးရွှေ့သွားရဲဆိုတဲ့ဖြစ်ကရှာမရှာမဟုတ်ဘူးလားသမုတ်တရားကြီးခန်းသွားတဲ့ဟိဆိုတာကောမကြုံစဘူးပဲမလားငါတို့ကအမြဲတမ်းမန်နေမဲ့အကြောင်းအရာတွေကိုပဲမတန်ပြူစုရဲ ဒါပေမဲ့မိတောင်တီတွေကလည်းပြန်ပြီးလှုပ်လာနိုင်သေးတယ်လေဆိုပြီးမင်းသားလေးကကြားဖြတ်ပြောတယ်။ပေါ်ပင်ဆိုတာကိုရောရှင်းပြပါဦးဦးလေးရဲ့မိတောင်တစ်ခုသေးတယ်ရှင်နေဆိုတာငါတို့အတွက်တော့ဘာမှမထူးခြားဘူးလို့ဦးတပ်ပါဆက်ပြောတယ်။ငါတို့စိတ်ဝင်စားတာကတောင်တန်းတွေပဲသူတို့ဟာဘယ်တော့မှမပြောင်းလဲဘူး။နေပါအောင်ပေါ်ပင်ရဲ့အတိတ်ပဲကိုရှင်းပြပါအောင်ဦးလေးရဲ့ဆိုပြီးမင်းသားလေးကထပ်ပြီးမေးပြန်တယ် ိတဲ့အတိုင်းပဲမင်းသားလေးဟာမိခွန်းတစ်ခုမေးပြီးရင်အဖြေမရမချင်းမေးတာမရက်တတ်ဘူးပေါ်ပင်ဆိုတာခဏပဲခဏလေးနဲ့တေးတာပေါ့ကွာဒါဆိုကျွန်တော်ပန်းပွင့်လေးရမကြခင်တေးသွားတော့မှာလားအေးပေါ့ကွာမင်းသားလေးကငါရဲ့ပန်းပွင့်လေးဟာခဏပဲအသက်ရှင်တော့မှာပါလားပြီးတော့သူမမှာသူ့ကိုယ်သူကာကွယ်ဖို့စူးလေးချောင်းပဲရှိတာ ငါသူ့ကိုတယောက်တည်းခြံထားခဲ့တာပါလားဆိုပြီးတယောက်တည်းတွင်းနေခဲ့တယ်။ခီးထွက်ခဲ့တဲ့တလျှောက်ပထမဆုံးစူးစူးနစ်နစ်နောင်တရတဲ့အခိုက်အတန့်ပေါ့။ဒါပေမဲ့လေမင်းသားလေးကဟန်ပြန်သိမ်းပြီးတော့ကျွန်တော်ကိုဘယ်နေရာသွားလိလာဖို့အကြံပေးချင်တယ်ဦးလေးဆိုပြီးမိတယ်။ကဘာဂျိုကိုပေါ့ဆိုပြီးပထူကြီးပညာရှင်ဦးတပ်ပါကဖြေတယ်။ကဘာကြီးနဲ့ပတ်သက်ပြီးငါတို့အစီရင်ခံစာတွေတော်တော်များများရထားတယ်။ လို့ပြောနေတော့မှာပဲမင်းသားလေးကတော့သူခြံထားရစ်ခဲ့တယ်ပန်းပွင့်လေးကိုတွေးပြီးတော့ခရီးဆက်ခဲ့တယ်